အားလုံးပဲမင်္ဂလာပါ။ပုံဂမ်မီယာနဲ့ပရတုတရတအစီအစဉ်ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ရောပြန်ဆရာမိုးနဲ့မိမလလေးအလောင်းဆိုတဲ့ဝတ္ထုကိုဖတ်ပြသေးသွားမှာဖြစ်ပါတယ်။ရောပြန်ဆရာမိုးဆရာမိုးဒီအသားညိုညိုပိမ့်ပိမ့်နွဲ့နွဲ့လက်ပြင်ကိုင်ကိုင်မုတ်စိတ်မွေးတစ်ထွာခန့်ရှိပြီးသူ့တကိုယ်လုံးစိမ့်မင်များပြည့်နှက်နေသူဖြစ်ပါသည်။သူ့အိမ်တို့ရောက်လေဖျားเจ้าထက်တွင်ပွဲတပွဲပြင်ထား၏သူဤဇနီးဒေါ်ဆန်းဆိုသူသည် ကျွန်ုပ်ဤဥလေးနှင့်သူ့အမေအကြောင်းပါ၍ဥလေးဤမယဘာသမီးဖြစ်၏သူဤမောင်လေးရွှေချိုင်နှင့်ကျွန်ုပ်တို့ငယ်စဉ်တည်းကခင်မင်ကြ၍နှစ်ရတရားနေနေကြ၏ဆရာမိုးနှင့်ဒေါ်ဆန်အိမ်တော်ကြသဖြင့်သူတို့တွင်သမီးလေးတဦးထွန်းကားခဲ့သည်ဆရာမိုးသည်ပယောဂနှင့်မွေကုရာတွင်လွန်စာတတ်သူဖြစ်၍အနားရွာများမှဆရာမိုးကို လာရောက်ပင့်ကြရသည်ကျွန်ုပ်နှင့်လူရင်းများဖြစ်၍ဆရာမိုးသူဤစာကြောင်းကို ပြန်ပြောပြခဲ့သည်ကျုပ်ကအထက်ချင်းတွင်းသားပါငယ်စဉ်တည်းကမိဘတွေဆုံးကုန်ကြတယ်ညီကိုမောင်နှမလည်းမရှိတဲ့တကောင်ကျွတ်ပါငယ်စဉ်ကဘုန်းကြီးကျောင်းစာသင်ခဲ့ရတယ်ကိုရင်လည်းဝတ်ခဲ့တယ်ဆရာတော်ကြီးပြန်လွန်တော့ကျုပ်အားကိုးစရာမရှိလို့ရောပြန်ဆရာစိန်းဆိုတဲ့ဆရာကြီးအိမ်မှာသူခိုင်းရလို့ထမင်းကျွေးနေဖို့ပေးပြီးနေခဲ့ရတယ်ကျုပ်ရွယ်ရောက်လာတော့ဆရာကြီးရဲ့ဆေးကုတဲ့ပညာတွေသင်ကျင်းလာတယ်ဒါနဲ့ ရာကြီးကတက်နိုင်တဲ့လောက်တင်တင်မေးတယ်တင်ညာကမစုံသေးဘူးတဲ့အဲ့ဒါကျုပ်ကိုရောနေတဲ့သွားတင်ညာတင်ဖို့လွှတ်လိုက်တယ်ဟုတ်ကဲ့ဆရာပြောပါခင်ဗျာရောနေတဲ့ရောက်တော့ရွာကြီးတရာထိတ်မှာအိမ်ကြီးတစ်လုံးရှိတယ်အဲ့ဒီအိမ်ရောက်တော့ချင်းဖိုးဖွားလင်မယားနှစ်ယောက်နဲ့နေရတာသူတို့မှာတားသမီးမရှိဘူးဆရာကြီးရေးပေးလိုက်တဲ့စာရကျုပ်ကိုလက်ခံပြီးအိမ်မှုကိစ္စတွေလုပ်ရတယ်ထင်းခွဲရေခတ်ပါပဲအဲ့ဒါအဖွားကြီးကဝေယာဝတ်စတွေလုပ်တော့ ကျုပ်ကအားလုံးပဲတိမ့်ကျုံလို့ပေးတာပေါ့ဖိုးကြီးကပလိုင်းတလုံးလှန်တစ်ချောင်းနဲ့တောထဲထွက်သွားရတဲ့အတီးဥတွေတဲလာတယ်ပင်းဥတို့မြောက်ဥတို့နောက်တော့ကျုပ်ကိုတားအမှတ်နဲ့မွေးစားတယ်ပညာတော့အစမှသိမပေးဘူးတောထဲလိုက်သွားလိုက်အိမ်ပြန်လာလိုက်နဲ့ပဲနေနေရတာဘာလို့လို့နဲ့သုံးနှစ်သုံးမိုးကြာခဲ့တယ်ဟုတ်ကဲ့ဆက်ပါအောင်ဆရာနားထောင်ကောင်းတယ်ဗျအဲ့တော့အဖိုးကြီးကမင်းလဲပညာစုံတော့မယ်တဲ့ဒီနေ့ငါနဲ့တောထဲလိုက်ခဲတဲ့ခေါ်တယ် ချုပ်လိုက်သွားတော့ချုပ်ကိုတွင်းထဲထက်မြေကြီးပေါ်ခေါင်းဖော်ထားပြီးတညာလုံးအိပ်ရတယ်တောထဲမှာတားရဲတွေကကြောက်စရာပဲကြားတို့ချစ်တစ်တို့ကလည်းအလွန်တောင်းကျမ်းနေကြိုက်လို့ကတော့ခေါင်းပြက်ပြီပဲနာနာဘဝအကောင်မျိုးစုံတို့က၆လန့်ကြတယ်အတန်မျိုးမျိုးអော်ကြတယ်တချို့ဆိုရင်ပုတ်လုံးလောက်ရှိတယ်နှုတ်သီးရှိရှိအမွှေးရှိရှိအကောင်ကြီးတွေလည်းပါတယ်မိုးလင်းတော့မှပဲတောက်ကုန်တယ်ဆရာတော်တော်ကြောက်မှာပေါ့နော်ပထမတော့ကြောက်တာပေါ့ဗျာ နောက်တော့လည်းမဖြစ်ဖြစ်အောင်နေခဲ့ရတာပဲအဲ့ဒါမိုးလင်းတော့မှအဖိုးအိုကြီးရောက်လာပြီးကျုပ်တကိုယ်လုံးဆေးတွေထိုးပေးတယ်အားလုံးပြီးတော့အိမ်ကိုပြန်ကြတယ်အိမ်ရောက်တော့မှမန်းနဲ့ထိုးတာတယ်ဘာလို့ခုလဲမေးတော့မင်းမင်္ဂလာဆောင်ရမယ်တဲ့ဘသူနယ်လဲဆိုတော့ရွာလူကြီးသမီးနယ်တဲ့ကျုပ်လည်းတခါမှမမြင်ဘူးဘူးချောတယ်လှတယ်မသိရဘူးမိုးချုပ်ခန့်ဒီရောက်တော့လူအုပ်ကြီးလာခဲ့ကြတယ်အဲ့ဒီမှာသူတို့သမီးလဲပါတယ်ပြင်ဆင်ထားတာပေါ့နောက်ကျုပ်နဲ့လက်ထပ်ပေးတယ် သူတို့အားလုံးပြန်သွားကြတယ်သူတို့သမီးပဲကျန်တယ်ကျုံနဲ့အိတ်ဖို့ဂရင်ချနောင်းဆောင်းခေါင်းအားလုံးပြင်လာတယ်ကျုပ်ကဘူးမသိဘာမသိတဲ့မိမယူရတာဗျဆရာသူနဲ့ညားသေးတာဆက်ပြောမယ်ညရောက်တော့သူနဲ့ကျုပ်ကြားထဲမှာစပယ်ပန်းကုန်းလေးချားထားတယ်ကျုပ်တတိထားလိုက်တယ်အိတ်တော့အတူတူပဲဒါပေမဲ့ကျုပ်အိတ်ခန်ကြီးမြေတားဖို့ဖျားရှိခိုးတယ်သူနဲ့ကျုပ်စကားလည်းမပြောပြစ်အသားချင်းတော့မထိခဲ့ဘူးတကောင်ကျော်တော့အိမ်ပတ်ပတ်လေးမှာလူစကားပြောတဲ့နေကြားရတယ် ကျုပ်တတိထားပြီးမအိပ်ဖဲနေတယ်။မိုးလင်းကန်ဒီလင်းချက်တွန်တော့မှအော်လိုက်တဲ့အတန်ဟာလူပေါင်းများစွာပါပဲ။အောင်မီ အောင်မီအောင်မီတဲ့ဟေးဟိမ့်ထွက်သွားပါတော့လေ။နိုးလို့ထကြည့်တော့သရိုသမီးမရှိတော့ပါဘူး။ဟုတ်ကဲ့ဆရာတော်တော်ထူးချမ်းပါလေဆရာ။မိုးလင်းတော့မှ အဖိုးကြီးနဲ့အဖွားကြီးကငါသားကတစ္ဆာရှိတဲ့ဂရိတီးတဲ့တမာရီရှိတဲ့သူပဲ။ပညာစုံပြီးပြန်လို့ရပြီ။ အဖတို့အမေတို့နဲ့ခဏတွေ့ရတာဟောဒီပတ်စံငါးမူတစေယူဟိုဘက်ကန်ဝါဖောင်တဲ့ကူအောက်ပီကိုဆင်းဆေးကူတော့လို့ပြောပြီးကျုပ်သူတို့ကိုကြော်ပြီးမြစ်ကိုဝါဖောင်တဲ့ကူနောက်ပြန်ကြည့်တော့အဲ့ဒီအိမ်နဲ့ရွာကြီးမတွေ့တော့ဘူးဗျဒါနဲ့ကျုပ်လည်းတောတဲ့တောင်ထဲကနေတရောဝင်တရောင်ထွက်နဲ့တချိုဆင်းလိုက်တချိုတက်လိုက်နောက်တော့တောင်အောင်ဆင်းပြီးညီပြန်ရောက်ခန့်ဒီမှာရွာလေးတူရပဲအဲ့ဒီမှာလူနာတူတွေ့တယ်အိယာတဲလဲနေတာ ျုပ်ကဝင်ကြည့်မိတယ်အနောက်ကနေပြောတဲ့အတန်ကဆေးပင်ဆေးဥနဲ့ထူထောင်းလာရတဲ့ကျုပ်ကရတဲ့ဆေးပင်ဆေးဥကိုချိန်ပြီးထောင်းတိုက်လိုက်တာအကောင်းပကတိဖြစ်သွားတယ်ဒါနဲ့သူတို့ပတ်စံကတော့ကြတယ်ဒါပေမဲ့တမတ်ထက်ပုံမယူနဲ့တဲ့နောက်ကနေပြောတော့ကျွန်တော်လဲတမတ်ပဲယူပြီးခยีပြန်ဆက်ခဲ့ရောဗျကျုံမှတ်မိတာကဟော်ရီမကွေးတိုင်းထဲမှာပဲရွာကြီးတွေဟာအိမ်ကြီးအိမ်ကောင်းပုတ်တရာလမ်းနေနဲ့တော်တော်စီကားတယ်ရွာစုံမှာ တုတ်တန်လေးကျုပ်ရောက်တော့ခဏနားနေတယ်အဲ့ဒီတော့လူတစုကမီးတင်းဂျိုးကိုပြင်ဆင်ကြတယ်ခမားတို့ဘာလုပ်နေကြရလဲဗျမင်းနဲ့ဘာဆိုင်လို့လဲတို့ရွာလူကြီးသမီးပိုးထီတို့မီးတဂျုံမလို့ကွာအယူရဲ့ကျွန်တော်အဲ့ဒီအိမ်သွားလို့ရမလားမင်းကိုလက်ခံမှာမဟုတ်ဘူးမရဘူးသွားသွားအလုရှုပ်တယ်နေ့လယ်၁၂နာရီလောက်ရောက်တော့အလောင်းပိုက်တပြားဖွင့်နဲ့အတန်ချဲ့ဆက်တချင်းကြားရပြီးချေးစီထုတန်ရှေးဆိုင်နောက်ဆိုင်တီးတန်ပရိယွတ်တန်တွေစူးလို့တုတ်တန်လေးလာကုန်ကြပြီကျုပ်က တပင်အောင်စောင့်ကြည့်နေတာနေကလည်းပူတယ်ထမင်းမစားရတာကလည်းကြာပြီလူကချင်းအင်ကြီးအဟောင်းအနွမ်းနဲ့ပစိုးကလည်းအမွာမွာဘသူကလူကောင်းထင်ပါလဲဗျာအဲ့ဒါကျုပ်ကိုအဲ့ဒီအလောင်းဆေးကူးတဲ့အဲ့ဒီလိုပြောတန်ကြားတယ်ဆရာကုပြစ်သေးလားပြောဦးမယ်ကျုပ်ကိုမြင်တဲ့သူတွေအယူးလို့ထင်ကြီးကြတယ်သူတို့ထမ်းလာတဲ့အလောင်းကလည်းမှန်စီရွှေချဖိတ်ဖိတ်တောက်ပဲကစားလိုက်ကြတာရွာလူကြီးသမီးဆိုတော့တိတဲ့အတိုင်းဖားကြတယ်ထင်ပါတယ် ငိုလိုက်ကြတာကလည်းကြွက်ကြက်ကိုညံလို့တိုးပြီးကြီးလိုက်တော့ပြည့်ရစရာမရှိတဲ့အသက်20ကျော်အမျိုးသမီးအသားလေးဝါနေတယ်သူတို့မီးရှို့ကိုပြေနေကြပြီချုပ်ကအတင်းဝင်တားလိုက်တယ်ဟိုးခဏလေးမီးမရှို့ကြပါနဲ့ဦးမင်းကအယူပဲလူသေးလောက်မီးရှို့ရမှာပေါ့ကွာသွားစမ်းပါချုပ်ကန်ကြည့်ပြရသေးဗျာသွားဟေ့ဆွဲထုတ်လိုက်သွားကွာခဏလေးပါဗျာခဏလေးပါ ထိုးချိန်ရွာလူကြီးဆိုသူမင်းကလေးဤဖခင်သူ့တပည့်များနဲ့ဝင်လာပြီးနေကြအောင် ။ "तू ကဘာလို့တားရလဲ။ကျုပ်ဒီမင်းကလေးအတက်ကိုကယ်ပေးရသည်ခွင့်ပြုပေးပါ။မင်းကကယ်နိုင်လို့လား။အာကလူပဲဟေ့။ကျွန်တော်အစွမ်းကုန်ကူပေးပါမယ်။ကောင်းပြီ။ငါတို့ခွင့်ပြုတယ်။ကျွန်ုပ်မင်းကလေးရဲ့သပင်နှုတ်ကြည့်လိုက်တော့မွေစိတ်တက်နေတယ်။တတိမရဘူး။ကဲကျုပ်ကိုရေတိုးပေးပါ။မိုးချုပ်ရင်တော့မီးထွန်းပေးကြပါ။ကျုပ်စီးတဲ့ဘသူမှမဝင်ပါနဲ့။စီပြင်ပါကကြည်နိုင်ပါလေအဲ့ဒီနောက်မှာအိတ်ထဲကဆေးလုံးလေးဆမ်းမိတယ်နှခမ်းပေါ်တင်ထားလိုက်တယ် မိုးချုပ်ခန်းကြီးမှာတော့မင်းကလေးအသားဝါနေရကညိုပုတ်ပုတ်ဖြစ်လာတယ်။ခြေထောက်ဒဏ်ရာကသွေးညိုကြီးတွေအစိတ်ဖြူဖြူတွေထွက်ကြလာတယ်။နောက်တော့နှကန်းလှုပ်လာပြီးရေထတောင်းတောက်တယ်။မိုးလင်းတော့ရွာတဲကိုပြန်ခေါ်လာတယ်။နောက်တတိယအကောင်းပကတိပြန်ဖြစ်သွားတယ်။ဆရာတော်တော်စွန့်ထက်တာပဲနော်။အဲ့ဒါကျုပ်ကိုအဝေးစားတဲ့နဲ့ရေမိုးချိုးစားပွဲတောက်ပွဲတွေနဲ့ပြုစုကြတယ်။မင်းကလေးကလည်းကျုပ်အသက်တခင်ကျေးဇူးရှင်ဖြစ်တယ်ဆိုတော့ ကတော့ရှာတယ်သူ့လက်ဝတ်လက်စားအစုံနဲ့ငွေသားတွေနဲ့ပေါ့ဗျာကျုပ်ကလက်ခံပြီးပြန်ပေးခဲ့တယ်သူ့မိခင်နဲ့ဖခင်တို့ကကျုပ်ကိုဒီလိုပြန်ပြောတယ်ဗျဆရာရဲ့ကျုပ်သမီးလေးတေကန်နီးမှာအသက်ပြန်ရှင်အောင်ကုခဲ့တယ်သူဆိုတော့ဆရာပြည့်တဲ့အသက်ပဲရှိပါတော့တယ်ကျုပ်တို့ကဒီသမီးလေးတယောက်ပဲရှိတာကျုပ်တို့နဲ့အတူနေပြီးလက်ထပ်ယူပါလို့တောင်းပန်ခြင်းပါတယ်အဖွားကြီးကလည်းတောင်းပန်တယ်ကျေးဇူးတင်ပါတယ် ဒါပေမဲ့အထက်ဆရာကြီးတွေခိုင်းစေကြရအသက်ကယ်ဖို့အောက်ပြီးဆင်းရပါအောင်မယ်ညီမလေးအရင်လိုသဘောထားပါလေကြောက်ကိုခွင့်လွတ်ပါဆရာရဲ့တမိအသက်ခင်ပါကြတော့ပါလေဆရာအဲ့ဒီမိန်းကလေးမိသားစုကချမ်းသာတဲ့ရွာမြန်တဖိုးဘာမှလိုလီသေးမရှိဘူးရုပ်ကလည်းချောမှချောဩဇာကလည်းရှိတယ်ငွေမတ်တဲ့သူဆိုရင်စိန်ကိုကြလို့ကျုပ်ကတော့ဘာမှမမှတ်ဘူးငွေ၅ကျပ်ယူပြီးပြန်ခဲ့တာခုတော့ ဒီရောက်မှဖူးစာရှင်နဲ့ညားတာပေါ့ဗျာကျွန်ုပ်ရောပြန်ဆရာမိုးပြန်ပြောပြခဲ့တော့ရောပြန်ဆရာမိုးနဲ့မိန်းကလေးကအလွန်လှပပြီးတမလွန်ဘဝရောက်နေတော့လဲအသက်ပြန်ရှင်လာအောင်ကုကရတဲ့အကြောင်းအလွန်စိတ်ဝင်စား၍ဂမ်မီယာဖြစ်ရစမ်းကြည့်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတော့သည်ဒါကတော့ရောပြန်ဆရာမိုးပြန်ပြောပြခဲ့တဲ့ဆရာမိုးနဲ့အလွန်လှပပြီးတမလွန်ဘဝရောက်ခဲ့တဲ့မိန်းကလေးကိုအသက်ပြန်ရှင်လာအောင်ကုပေးခဲ့တဲ့အကြောင်းအရာကို စိတ်ဝင်စားပွဲပြောပြပေးသွားတာပဲဖြစ်ပါတယ်။